မင်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grade 7တိပ်ပံသင်ကြားပေးမယ့်တစ်ချက်ချမ်းဖြစ်ပါတယ်အခန်းကိုနေအဖွဲ့စည်းနဲ့စကြာဝဠာကသင်ခန်းစာနှစ်ကျွန်ုပ်တို့၏နေအဖွဲ့စည်းကိုစူးစမ်းလေ့လာသည့်နည်းလမ်းများဆိုတာကိုတောက်သမီးတို့ကိုဒီချက်ကပြောပြပေးမယ်နော်ကဲဒါဆိုရင်တချို့တို့ကြည့်အောင်အဲ့တော့ကျွန်တို့ရဲ့နေအဖွဲ့စည်းကိုစူးစမ်းလေ့လာသည့်နည်းလမ်းများအဲ့တော့ က်ပံနီးပညာတိုးတက်လာတဲ့အမြကဘာဂျိုမအာကာသကိုစူးစမ်းလေ့လာသည့်နီလန်းမျိုးမျိုးရှိလာပြီပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီချက်တို့ကြည့်အောင်လုပ်ငန်းတက်ကလေးကိုကဲလုပ်ငန်းတက်အဲ့ဒါကတော့တာသမီတို့ရဲ့အကြောင်းသုံးဖတ်စာအောင်ပါပါတဲ့စာမျက်နှာ139ကဒီကျတို့နက်ခတ်ကြည့်မှန်မြောင်းလေးကိုကြည့်ပါအောင်။ကဲဟုတ်ပြီ။ဒါဆိုရင်ဒီကျတို့တွေလုပ်ငန်းတက်ကလေးကိုကြည့်ရအောင်။လုပ်ငန်းတက်အာကာသနဲ့နေအဖွဲ့စည်းကိုစူးစမ်းလေ့လာသည့်နီလန်းအမျိုးမျိုးဟာ တင်သည့်များဆွေးနွေးပါတဲ့အဲ့တော့တောက်သူမျိုးသိသည့်များဆွေးနွေးကြည့်ပါဦးကာကြီးနက်ခတ်ကြီးမှန်ပြောင်းများအသုံးပြု၍လေ့လာခြင်းအဲ့တော့ရှေ့ခေတ်ကလေးကတချို့တို့အများဆုံးအသုံးပြုတဲ့နေရာတော့အဝေးကြီးမှန်ပြောင်းဖြစ်ကြည့်ရှုလေ့လာခြင်းပဲဖြစ်ပါတယ်အဲ့တော့နက်ခတ်ကြီးမှန်ပြောင်းတဲ့တချို့တို့ကြည့်တဲ့အခါမှာတော့နေအဖွဲစည်းတွင်ပါဝင်တဲ့အရာများအပြင်မှိန်သောကြယ်များနဲ့ဂလက်ဆီအချို့ကိုပင်ထင်ရှားစွာတွေ့မြင်နိုင်ပါတယ် ဝေးကြည့်မှန်ပြောင်းဖြစ်လိလချင်းဆိုတာကတော့ပိုက်သပွဲဖြစ်နေတယ်မှန်ပြောင်းအတွင်းသို့ဝင်လာတဲ့ပုံရိပ်နော်တချို့ပုံရိပ်ဆိုင်ရာအလင်းနှများကိုမှန်ဘလူးနဲ့ကျင်းမုံခွက်တွေအဆင့်ဆင့်အသုံးပြုပြီးတော့မှတချို့ကြည်လိုတဲ့သင်းငယ်တဲ့အရာတွေကိုကြီးမားပြတ်တောင်ပြုလို့ကကြည့်ရှုလိလတဲ့နည်းစနစ်ပဲဖြစ်ပါတယ်။ ကဲခါခွေးရပုံလေးတွေကြည့်ပါအောင်တာတော်သမီးတို့ရဲ့အကြောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ139မှာဂျိုဒုများဆိုပြီးတော့ပုံတွေရှိတယ်အဲ့တော့ခါခွေးဂျိုဒုအာကာသစကန်နဲ့အာကာသရင်များကိုအသုံးပြု၍လေ့လာခြင်းနဲ့အဲ့တော့1962ခုနှစ်မှာဆိုလို့ရှိရင်တော့တိုက်ပံပညာရှင်တွေဟာတိုင်းတာစများတက်ဆင်ထားတဲ့ဂျိုဒုတွေကိုဒုံးပြန်ဖြစ်ကပပလန်းចောင်းတို့တင်ပြီးတော့မှအာကာသကိုလေ့လာကြပါတယ် ရုရှားနဲ့အမေရိကန်မှသိပ္ပံပညာရှင်တွေအားဆိုရင်သိပ္ပံဆိုင်ရာစူးစမ်းမှုဂျိုးရုများဖြစ်တဲ့ Sputnik 1နဲ့ Explorer 1ကိုတကယ်လို့အာကာသနဲ့နေအဖွဲ့စည်းအတွင်းကို ပထမဆုံးလွှတ်တင်ခဲ့ကြပါတယ်။ယခုအခါမှာတော့ရုပ်မြင်သံကြားတယ်လီဖုန်းမိုလီဝတ်တာထောင်လန်းတိုင်းတာရေးဆူနာမီစတဲ့သက်ဆိုင်တဲ့တကယ်လို့ဂျိုးရုများကိုလည်းလွှတ်တင်ထားကြပါတယ်။ကဲအဲ့တော့အာကာသစကန်တွေကိုတော့တကယ်လို့ ကပအထက်ပတ်လန်းထဲမှာထရှိခြင်းအဖြစ်လာပြီးရင်မတ်စ်တွေအင်္ဂါဂျူနဲ့ဗီးနပ်စ်ဆိုတဲ့တောက်ကြွဂျူတွေကိုတချို့စူဇန်လေးလာမှုတွေပြုတ်လုံနိုင်ခဲ့ပါတယ်။နိုင်ငံတကာမှသိပ္ပံပညာရှင်များဟာဆိုရင်အာကာသယာဉ်များကို အသုံးပြုပြီးတော့မှ နေအဖွဲ့စည်းတွင်းသို့တွားရောက်ပြီးတော့မှအခြားဂျူများသို့စက်ရုံများဖြင့်စူဇန်ရှာဖွေလေ့လာမှုမှပြုတ်လုံခြင်းနေအဖွဲ့စည်းနဲ့သက်ဆိုင်တဲ့သတင်းအချက်အလက်များရှာဖွေစုဆောင်းခြင်းများ စင်ဆက်မပြတ်ပြုလုပ်လျက်ရှိပါတယ်2000ပြည့်နှစ်မှစပြီးတော့တကယ်တော့အာကာသယင်မှုတွေဟာဆိုလို့ရှိရင်တော့နိုင်ငံတကာအာကာသစခန်းတွေမှာအခြေချနေထိုင်ပြီးတော့မှအာကာသနဲ့နေဖွဲ့စည်းဆိုင်ရာသတင်းအချက်အလက်တွေကိုကပ္ပမြေသို့ပြန်လည်ပို့ပေးနိုင်ခဲ့ပါတယ်။အဲ့တော့ဂျိုရုတွေကိုတော့တချို့တို့ဒုံးရင် အကူအညီနဲ့လွှင့်တင်ကြပါတယ်။သိပ်ပန်ဆိုင်ရာစူးစမ်းမှုဂျိုရုများနဲ့ဆက်သွယ်ဂျိုရုတွေကိုတော့တချို့တို့လွှင့်တင်ခြင်းဖြင့် ရုပ်မြင်တန်ကြားထုတ်လုပ်မှုတွေကိုကမ္ဘာတဝန်းသို့ရောက်ရှိစေခြင်း ပြီးနိုင်ငံတကာသတင်းဌာနတွေကိုတော့တချို့တွေကအတန်လွင့်ချက်များကို အချိန်နဲ့တပြေးညီသိရှိနိုင်ခြင်းပြီးမိုးလေဝသနဲ့ရာသီဥတုသတင်းတွေကိုတချို့တွေကြိုတင်ခံမှန်းချက်များကို သိရှိနိုင်ခြင်းအကာသနဲ့နေအဖွဲ့စည်းတွင်းမှာထူးခြားတဲ့တွင်ပြင်လက္ခဏာများနဲ့ဂျိုးများရဲ့အဖွဲ့စည်းပုံတွေကိုသိရှိနိုင်ခြင်း အင်တာနက်ဖြင့်သတင်းအချက်အလက်များပေးပို့နိုင်ခြင်းစတာတွေကိုလုံဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်အဲ့တော့ဂျိုဒုနဲ့အာကာသစကန်နေရာဆိုရင်ကဘာမှကီလိုမီတာ1000အတွင်းသာရှိတဲ့အတွက်ကြောင့်အခြားဂျိုများရဲ့အကွာအဝေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့အလွန်နီးတယ်လို့ဆိုနိုင်ပါတယ်အဲ့တော့သိပ္ပံပညာရှင်နေရာဆိုရင်1980နောက်တစ်ချက်တော့1980ခုနှစ်အစောပိုင်းမှာပထမဆုံးအာကာသလေလာရေးစကန်တွေကို ကပပလန်တိုင်း၌စတင်ထားရှိခဲ့တော်လဲအရင်အမြင်များမလုံလောက်သဖြင့်ထိုစကန်တွေကိုစွန့်ခွာခဲ့ကြပါတယ်အဲ့တော့1982ခုနှစ်မှာစပြီးတော့မှ လူသားတွေဟာလူနစ်ပစ္စည်းများတည်ယူပို့ဆောင်ပေးနိုင်တဲ့အာကာသယာဉ်များကို အသုံးပြုပြီးတော့အာကာသစူးစမ်းလေ့လာရေးတွေကိုဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်ကဲဒါဆိုရင်ဒီကျေတို့အဓိကချက်ကိုကြည့်အောင်အဓိကချက်များ အာကာသနဲ့နေအဖွဲ့စည်းကိုစူးစမ်းလေ့လာတဲ့အနည်းလမ်းတွေကတော့နက်ခတ်ကြီးမှန်ပြောင်းများအသုံးပြုရလေ့လာခြင်းပြီးရင်ဂျိုဒူအာကာသစကန်နဲ့အာကာသရင်များကိုအသုံးပြုရလေ့လာခြင်းတို့ပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချေခုပြောပြပေးလိုက်တာကတော့ဒါတို့သမီးတို့ကို အခန့်ကို နေအဖွဲ့စည်းနဲ့ဆက်ကြဝရာကသင်ခန်းစာနှစ်ကျွန်တို့ရဲ့နေအဖွဲ့စည်းကိုစူးစမ်းလေ့လာတဲ့နည်းလမ်းများကိုဒါတို့သမီးတို့ကိုပြောပြပေးလိုက်တာပဲဖြစ်ပါတယ်။နောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်။ Thank you.